်ပေါ့စင်လဲတင်တယ်ကျွန်တော်အဲ့ဟိုတိုင်းနေပိုင်းသွားတင်နေရတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့တိုင်းလည်းတင်တယ်ပြန်တိုင်းလည်းတင်တယ်ပေါ့နော်တင်တယ်တင်ပြီးလို့ရှိရင်တခုမပြီးသေးဘူးနောက်တစ်ခုဆက်တက်ချင်တော့နောက်တစ်ခုထပ်ပြောင်းတယ်တဆင်းနဲ့ဒီအဲ့တဆင်းကိုပြီးမြောက်သွားတယ်ပဲရှင်နောက်တစ်ဆင်းကိုထပ်တက်ဖို့ဆိုရင်နောက်တစ်ဆင်းမဟုတ်ပဲနောက်တစ်ခုကိုထပ်ထပ်ပြောင်းနေပေါ့ကျွန်တော် reality sense နဲ့အရှင်မျိုးပူကြိုက်တယ်အဲ့လိုမျိုးအကွက်တွေပိုင်းနဲ့ချနေရတယ်တကယ်ကျွန်တော်တို့ကိုရီးယားအရှင်နေပါဆိုလို့ရှိရင်တကယ် fight နေတဲ့ပုံစံမျိုးတွေဖြစ်တယ်လေအဲ့အဲ့ပုံစံပုံသဘောကြတယ်အဲ့ပုံစံမျိုးပဲကျွန်တော်ပြင်ပါလေတကယ်တင်တယ် တကယ်ကြမ်းကားတွေဆိုလို့ရှိရင်လည်းဒီဟိုနောက်ဆုံးပြီးခဲ့တဲ့ဟိုပြီးသွားပြီဆိုရင်တော့မှအဲ့နောက်ဆုံးဟို BNS ဆင်းနေပါဆိုတော့အများကြီးပြန်ကြည့်ပြတယ်လေအော်ဒီကားထဲမှာတော့ကျွန်တော်ရေဟိုကိုကိုချမ်းရေရှာမနာရေကတော့ဒီတစ်ပတ်ချမ်းကျွန်တော်ဆရာတပည့်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဖြစ်ပြသွားတဲ့လှုပ်ဆောင်မှုတွေမှာကျွန်တော်တို့ကလိုက်ဖြည့်ရှင်းရတယ်ကဲနော်ပုံမှန်လေးပေါ့ကျွန်တော်ကကျွန်တော် ဒီဇလန်းနေထဲမှာကျွန်တော်ဇက်ကောင်ကိုဆိုလို့ရှိရင်အရှင်နဲ့ဒရမ်မောင်ကိုကြိုက်တာပေါ့နော်ပြီးတော့ဘရိုမက်အဲ့လိုမျိုးအဲ့ဒါကိုကြိုက်တော့အခုအရှင်ဆိုလို့ရှိရင်လည်းကျွန်တော်ပို့ပြီးတော့ထုတ်ရတာပို့အားရတာပေါ့အရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီပြည်ပပေါ်ဆိုရင်တော့ချက်ကြီးချမ်းပေါ့ကြိုက်ဆုံးပေါ့ငငယ်ဒီချက်ကြီးချမ်းကားတွေဆိုလို့ရှိရင်လည်းဒီဟိုနောက်ဆုံးပြီးခဲ့တဲ့ဟိုပြီးသွားပြီဆိုရင်တော့မှအဲ့နောက်ဆုံးဟို BNS ဆင်းနေပါသူအများကြီးပြန်ကြည့်ပြတယ်လေဒီတော့ကြီးလဲကြီးရတယ်ဟာတက်လည်းဖြစ်တယ်အရှင်လည်းဖြစ်တယ်ပေါ့နော်ဒီကတော့ကျွန်တော်အရှင်နဲ့ပတ်သက်လို့ရှိရင်တော့အများကြီးတော့ ချိန်ပါတယ်ဟုတ်အဲဒီကားကတိတ်တော့မကြသေးဘူးကျွန်တော်တို့ဟိုပါပေါ့လူငယ်တနစ်လောက်တနစ်ဝင်ချက်လောက်ပဲရှိဦးမှာပေါ့အရန်ကြာကြီးတော့မဟုတ်သေးဘူးအဲဒီရက်မှာမှတ်တရကတော့ကျွန်တော်တို့အားလုံးဆိုလူအများကြီးနဲ့ချိန်ကတဲ့ခါကျတော့စူပေါင်းနဲ့စီးလုံးနဲ့အားလုံးဟိုအဝင်ကွင်ချက်ဖြစ်အောင်လို့ကြိုးစားရိုက်ကြတယ်ဒီကျွန်တော်တို့ဒီအချိန်မှာဆိုလို့ရှိရင်လည်းချိန်ပေးရတယ်တိကျပြင်ဆင်ရတယ်ဟိုပြပြောရိုက်လို့မရဘူးပေါ့နော်အဲ့တော့ပြင်ဆင်မှုမှာဘိုင်းမှာလည်းဟို ဟိုပို့ပြီးတော့အားရတယ်ပြီးတော့ဟိုမှတ်တရလည်းပို့ပြီးတော့ဖြစ်တာပေါ့ဟုတ်အဲ့လိုကြီးမဟုတ်ဘူးကျွန်တော်တင်တော့တင်တယ်ဟိုပေါ့စင်လည်းတင်တယ်ကျွန်တော်အဲ့ဟိုတိုင်းနေပိုင်းတော့တင်ထားတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့တိုင်းလည်းတင်တယ်ပြန်တိုင်းလည်းတင်တယ်ပေါ့နော်ဟိုတကယ်တကယ်ကျွန်တော် reality ဆန်တဲ့အရှင်မျိုးပို့ကြိုက်တယ်အဲ့လိုမျိုးအကွက်တွေပိုင်းနဲ့ချနေရတယ်တကယ်ကျွန်တော်တို့ကိုရီးယားအရှင်တွေပါဆိုလို့ရှိရင်တကယ် fight နေတဲ့ပုံစံမျိုးတွေဖြစ်တယ်လေအဲ့ပုံစံပိုသဘောကျတယ်အဲ့ပုံစံမျိုးပဲကျွန်တော်အပြင်မှာလည်းတကယ်တင်းတယ်အမတ်တရကတော့တင်းတယ်တင်းပြီးလို့ရှိရင် တခုမပြီးသေးငါတခုကိုဆက်တက်ချင်တော့နောက်တခုထပ်ပြောင်းတယ်အဲ့လိုမျိုးပြီးမြောက်အောင်တော့တင်တယ်ဒါပေမဲ့အဲ့ပြီးမြောက်သွားတဲ့အရာတခုမှချိန်ရအရန်ဟိုတဆင်းနဲ့ဒီအဲ့တဆင်းကိုပြီးမြောက်သွားတယ်ပဲရှင်နောက်တဆင်းကိုထပ်တက်ဖို့ဆိုရင်နောက်တဆင်းမဟုတ်ပဲနောက်တခုကိုထပ်ထပ်ပြောင်းတယ်ပေါ့စိတ်ကအဲ့လိုမျိုးမကြွမကြွမကြွဟောအပြင်မှာတော့ဟိုအဲ့လိုမျိုးငငယ်တော့ရန်ဖြစ်တာပဲပါရောရှိကြပါဘူးနော်အဲ့ဒီကိုကပညာလည်းအဲ့လိုမျိုးကျွမ်းတာတော့မဟုတ်ပါဘူးဟုတ်ရှိပါတယ်အဲ့ဒါတော့ဟိုချောက်တွေပါထိခိုက်တာတော့တူပြီးပါချော်လဲရတော့အားရှိတာပါဟုတ် မရှိပါဘူးဒါကခဏနေလို့ရှိရင်ပြန်ကောင်းသွားမှာပဲလေအရင်ဆိုရင်တော့မရှိပါဘူးအကုန်လုံးကလည်းဟိုကိုမမဟုတ်ဘူးအကုန်လုံးလုံနေတဲ့လူတွေအကုန်လုံးကဒီတဲ့ပို့ဆိုးတာပေါ့ဟိုလူချမ်းကိုရီဆိုလို့ရှိရင်ဒီတဲ့ပို့အနာခံတယ်ဒီတဲ့ပို့ပြီးတော့ကျမ်းမတန်းနေလောက်ရတယ်ကိုရီဆိုပပလေးပဲရှိသေးတယ်ပါတော့ပါတော့ပေါ့ဒါကကိုကိုတိုင်လှုပ်ချင်တယ်အဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးတကယ်တကယ်ကိုအရှင်စင်းနဲ့ကြုံလာပြီဆိုရင်ကိုနေရာမှာလူစားထိုးလိုက်တဲ့ပုံစံမျိုးမကြိုက်ပဲနဲ့ကိုကိုတိုင်လောက်ရတာပို့ကြိုက်တယ်အခုခုလိုရှိရင်လည်းအဲ့လိုမျိုးပြစ်လဲလိုက်တာလို့ချော်လဲလိုက်တာလို့ ုံးနဲ့ပြစ်သွဲပြစ်လိုက်လိုက်ကြတယ်အဲ့အဲ့မျိုးပို့ပြီးတော့ကိုကလုကတာနားလဲဆိုပေမဲ့ကိုရဲ့စိတ်ထဲမှာဟာဒါအမှုပညာရှက်တော့ကိုပုတ်ခံစားရတယ်ပေါ့အဲ့လိုခံစားရတာပေါ့ခုံပြန်ကြော်လွားတယ်အဲ့လိုအဓိကကျွန်တော်ပါကွားတွေပါကျွန်တော်ဟိုသွားဆော့ဘူးတယ်ကျွန်တော်ကြွတော့မကြွအောင်အဲ့လိုမျိုးပုံစံမျိုးတွေကိုကျွန်တော်အဲ့လိုမျိုးကိုဖိုက်တင်းဆိုလို့ရှိရင်လည်းခုံကစ်လိုက်တဲ့အာမျိုးတွေပါတယ်လို့အဲ့လိုမျိုးပုံစံပုံကြိုက်တာပေါ့မကြောက်ပါဘူးကိုကလည်းပြင်မှာလည်းအဲ့လိုပဲဟိုအရင်နူးရတယ်မှမရှိဘူးဟိုအကြမ်းမတမ်းလည်းနေတယ်အဲ့လိုမျိုးဖြစ်နေတာဖြစ်အဲ့လိုမျိုးတိတ်ကူးဆိုင်ဘူး ဒီထဲမှာရုပ်ရှင်မှာရိုက်ပြင်ဆိုလို့ရှိရင်လည်းအဲ့ဒါတွေကျွန်တော်မကြည့်ဘူးအပြင်ကာရိုက်တာလည်းဒီတိုင်းပဲအပြင်ကြီးအဲ့လိုမျိုးနူးပြပြီးတော့ထိခိုက်ပါမှလည်းပါတိတ်မစိုးရင်အဲ့တော့အေးစေးပဲတော်တော်မငဲတော့ဘူး34ကြောင့်ပြည့်တော့မှာအဓိကတော့ကျွန်တော်လည်းအရှင်ဝန္ဒနာပါတယ်ပိုးတော့သဘောကျတယ်အဓိကတော့ကိုယုံလေးပေါ့နော်ကိုယုံလေးကအရှင်နဲ့ပတ်သက်လို့ရှိရင်အရင်ဆရာကြအဲ့တော့ကျွန်တော်လည်းဟောလေးတိုက်မလားဆိုရင်ကျွန်တော်ကအစင်းစစ်ပဲအမြဲတမ်းအဲ့တော့ဟိုသတိအနေနဲ့ရှိစီမှာကိုယုံနဲ့စဆုံတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်ကဟို background မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ underground ဒီကျော်ဒန်ဆာတွေနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒါလည်းအရှင်ပဲအကုန်တော်တော်များအရှင်ပဲ MTV လာလည်း MTV လည်းအရှင်ပဲ MTV တော့နှစ်ပုတ်လောက်ရှိအရှင်နေအဲ့လိုမျိုးပေါ့နော်နောက်တဲ့လည်းအခုဒီရဲမှဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ fighting သမားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ one band နဲ့ဟိုထိုးခဲ့တဲ့ဒီ fighting သမားတွေလည်းဟိုဒီဘန်ကောက်မှာတွားရိုက်ထားတယ်ပေါ့နော်အဲ့ဒီမှာလည်းအဲ့ဒီ fighting သမားတွေလည်းထည့်ထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့အမှတ်တရတွေမှဆိုလို့ရှိရင်ကျွန်တော်အရက်9ပေနဲ့ဘယ်လောက်ဘယ်လောက်လဲမသိရှိတယ်အဲ့ဒီအဲ့ဒီညီလေးနဲ့ fighting scene တွေလည်းပါတယ်ပေါ့နော်အဓိကတော့အဲ့ဒီလိုမျိုးဟိုသူရတဲ့ fighting တွေထဲမှာဆိုလို့ရှိရင်အဲ့လိုမျိုးက ရက်လက်အများကြီးကွာပြီးထိုးရဆိုဟိုပေါ့အမှတ်တရပေါ့အဲ့ဒါပေါ့ဟုတ်ငယ်ငယ်အကြာကျကျွန်တော်တို့စိုက်မှာတော့မပါလာဘူးဒါပေမဲ့ဟိုဟိုဘန်ကောက်ကြီးသွားပြီးတော့စူးစမ်းပိုင်းတန်းတွေတွားလိုက်ထားတယ်အဲ့မှာတိုင်ရွန်ကိုယုံလေးတို့တွားပြီးတော့တွားလိုက်ထားတယ်ပေါ့နော်အဲ့ဒီမှာလည်းဒီအရှင်ခန်းနေသလိုစိနေကျွန်တော်တို့ကြည့်ပြီးသွားပြီးအရင်လည်းမိုက်တယ်အချက်မှာကျွန်တော်တို့ကျွန်တော်ရဲ့ကုဘချမ်းရဲ့ဇာဝနာရဲ့ပေါ့ကျွန်တော်ဒီညီကိုသုံးမပုံစံမျိုးပေါ့ဟိုဆရာတပည့်တွေပေါ့နော်ဘာချက်မှာကျွန်တော်တို့ဆုံမယ်ဆိုရင် ဟိုဒီပချမ်းဒီ fighting သမိုင်းနေဆုံးမှာပြပါတယ်ဒီပချမ်းကတော့ဒီအာဒီ fighting အကိုတွေကတော့တခြားဟိုတင်ယူတင်ပေးတယ်အများကြီးလဲကျွန်တော်ကသူတို့စီကလေးလာတင်ယူတယ်တို့တခုဆိုလို့ရှိရင်လည်းအခုကျွန်တော်ဒါလေးကိုကျွန်တော်ဒူလုတ်ချင်တယ်ဆိုလို့ရှိရင်လည်းပေးလုတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရန်လဲဟိုအဆင်ပြေတယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တော့ဟိုလောက်ကလည်းလောက်ကွက်တွေရောဟိုကဘာလဲဆိုလို့ရှိရင်ဒီ ID နေရောဆိုတော့ဘယ်လိုမျိုးဟိုဘယ်လိုမျိုးလဲဂျီဒီတက်ပုံစံမျိုးလေးပုံစံဖမ်းရတော့အဲ့ဒါပို့ပြီးတော့သဘောကျပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီစကားတွေ့လို့ရှိရင်လည်းအားလုံးပဲ ဒါကြောင့်အပြေကိုဖိတ်ခေါ်ပါတယ်။ဘာဖြစ်ဖြစ်အရှင်ကြိုက်တဲ့လူငယ်အတွက်တော့ဟိုအကြိုက်တွေ့မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျ။ဟုတ်ကျေးဇူးတင်ပါတယ်။